ခုတင်ဆက်ပေးမယ့်သတင်းကတော့တက်မတော်မှတင်သွင်းမယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီရင်ခံစာကိုလွှတ်တော်ကိုတင်သွင်းနိုင်မှုအတွက်လေ့လာနေရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တက်မတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီရင်ခံစာကိုလွှတ်တော်ကိုတင်သွင်းနိုင်မှုလေ့လာဆဲတာရှိနေပြီးအသေးစိတ်ပြောဖို့အချိန်စောနေသေးရလို့တက်မတော်သားလွှတ်တော်ကိုစလဲဘုံမှုချုပ်ဝင်းလင်းကပြောကြားခဲ့ပါတယ်။အော်တိုဘာလ22ရက်နေ့မနေ့ကကျင်းပခဲ့တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးတဲ့နောက် တက်မတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစိုးရခန်းစာနဲ့ပတ်သက်ပြီးလက်ရှိဆောင်ရွက်နေတဲ့အခြေအနေကိုမေးမြန်းရမှာပုံမှုချုပ်ဝင်းလင်းကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ဒါအပြင်တက်မတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသုံးသပ်ရေးဆိုင်ရာအစိုးရခန်းစာကိုနိုဝင်ဘာလ15ရက်နေ့အမီပြည်တော်စုလွတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေလေးလသုံးသပ်ရေးဆိုင်ရာကော်မတီကိုတင်သွင်းမယ်လို့လည်းထည့်သွင်းဖြေကြားခဲ့ပါတယ်။တက်မတော်ကတင်သွင်းမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစိုးရခန်းစာနဲ့ပတ်သက်ပြီး ပြည်တော်စုလွတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေလေးလာသုံးသပ်ရေးပူးပေါင်းကော်မတီအတွင်းရေးမှူးဦးဝေမောက်ကကော်မတီကိုလွှတ်တော်ကိုယ်စားလှယ်တွေပါတီတွေနဲ့အဖွဲ့အစည်းတွေအပြင်ပြည်သူတွေကနေပါအကြံပြုချက်တွေပို့နေရဖြစ်ပြီးတက်မတော်ကလည်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့သုံးသပ်ချက်ကိုကော်မတီထံကိုပို့မဲ့သဘောဖြစ်တယ်လို့ဆိုပါရယ်တက်မတော်ကပို့လာတဲ့အကြံပြုချက်တွေအပြင်အခြားရရှိလာတဲ့အချက်တွေအလုံးကိုပြည်တော်စုလွှတ်တော်ကိုတင်သွင်းနိုင်ဖို့နိုဝင်ဘာလ15ရက်နေ့နောက်ပိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဆိုပါရယ် ြည်သူ့လွှတ်တော်မှရှိတဲ့တက်မတော်သားလွှတ်တော်ကိုယ်စားလှယ်130ဦးနဲ့အမျိုးသားလွှတ်တော်မှရှိတဲ့တက်မတော်သားလွှတ်တော်ကိုယ်စားလှယ်56ဦးတို့ဟာ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးလာသုံးသပ်ခါအစိုးရခန်းစာတင်သွင်းမှဖြစ်တယ်လို့သိရပါဗျ။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတာကပြည်တော်စုလွတ်တော်ကိုယ်စားလှယ်အားလုံးရဲ့85ရာခိုင်နှုန်းထောက်ခံမှပြင်ဆင်နိုင်မှာဖြစ်တာကြောင့်ပြည်တော်စုလွတ်တော်မှရှိတဲ့25ရာခိုင်နှုန်းပါဝင်တဲ့တက်မတော်သားလွတ်တော်ကိုယ်စားလှယ်ရဲ့အနက်ကလွတ်တော်ကိုယ်စားလှယ်အချို့ကပါထောက်ခံမှသာပြင်ဆင်နိုင်မှာဖြစ်တယ်လို့သိရပါရဲ့ရှင်။